တောင်ကိုရီးယားမှာမတ်စကူးဆက်ခံရသူ၉ဦးထပ်မံတိုးလာခဲ့ပြီးနောက်မတ်စကူးဆက်ခံရသူ၅၀ထိရှိလာပြီဖြစ်တယ်လို့တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနကဇွန်လ၆ရက်နေ့ကအတည်ပြုခဲ့ပါတယ်။မတ်စ်တောင်တောင်ကိုရီးယားမှာသေဆုံးသူ၄ဦးရှိခဲ့ပြီးယောဂါကူးဆက်မှုထပ်မံပြန်ပွားဖွယ်မရှိဘူးလို့ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။မေလ၂၀ရက်နေ့ကစပြီးတောင်ကိုရီးယားမှာမတ်စ်ကိုပထမဆုံးတွေ့ရှိခဲ့ပြီးနောက်ယောဂါကူးဆက်ခံရသူတွေနဲ့ထိတွေ့သူ1660ကျော်ကိုတိကျခွဲခြားထားတာဖြစ်ပါတယ်။ အသက်68နှစ်အရွယ်အမျိုးသားတဦးထံကမတ်စကူးဆတ်မှုကိုပထမဆုံးတွေ့ရှိခဲ့ပြီး၎င်းရဲ့ဇနီးဖြစ်သူလဲယောဂကူးဆတ်ခံခဲ့ရက၎င်းတို့နှစ်ဦးစလုံးကုသပြောင်းကင်းခဲ့ပြီးနောက်ဇွန်လ9ရက်နေ့မှာဆေးရုံကနေဆင်းသွားပြီဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။အသက်68နှစ်အရွယ်အဆိုပါအမျိုးသားဟာဆော်ဒီအာရေဗျကိုတွားရောက်ခဲ့ပြီးနောက်ယောဂကူးဆတ်ခံခဲ့ရတာဖြစ်ပါတယ်။ မတ်စကူဆက်ပြန့်နှံ့မှုကိုတိုက်ဖျက်ရမှာတောင်ကိုရီးယားအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကိုဆစ်လွတ်သွားမှာဖြစ်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်